ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲ့တော့ပညာရေးဒီ grade 12ကိုပြန်ပြင်မဲ့ကလေးတွေနော်အခုတို့လည်းအခွင့်အရေးတွေပေးထားပါတယ်အဲចောင်းအိတ်ចောင်းနေចောင်းစားတို့ဘာလို့လားမသိဘူးပေါ့နော်အဲ့ဒါလေးရှိတယ်အားလေးတွေစူးစမ်းပြီးတော့ဒါတို့သမီးတို့ပြန်ပြေပေးလိုက်ပါပေါ့နော်ပြန်ပြေပေးလိုက်ပါဒါတို့သမီးတို့ grade 12ဆိုတာကဥရု10တန်းတော့ဖြေရတယ်လို့မျိုးမဟုတ်ပါဘူးဒါတို့သမီးတို့ grade 12ဖြေပြီးရင်တော့သူက နိုင်ငံသားကိုဓာတ်ဓာတ်ရိုက်ချက်ချင်းအရင်တော့ဆိုနည်းနည်းစောင့်ရတယ်အခုကစောင့်စရာမလိုဘူးဒီဥစ္စာကိုဖြည့်ပြီးပြီဆိုလို့ရှိရင်ပေါ့နော်အဲအဲ့ဒါလေးတော့ဟိုနားလေအောင်ကလေးတွေကိုတော့ပြောကြင်ပါတယ်ဦးလို့လေဒါလို့သမီးတို့ဘက်ကနေကိုချင်းစာစိမ့်နဲ့ပြောခဲ့ပြီးပြီးပြီနော်ဒါပေမဲ့အမှန်အကန်အမှန်တရားကဒီလိုဖြစ်နေတယ်ဆိုတာကိုလေပြန်လေပြောပြန်လေဖြည့်ရှင်းပြတာဖြစ်တယ်ဒါလို့သမီးတို့စူးစမ်းကြပါတိုင်းပြည်တို့နိုင်ငံတို့လူမျိုးတို့ပညာတတ်တွေအများကြီးလိုအပ်ပါတယ် နော်ဥရော45နှစ်အခုအသက်45နှစ်ဥရောနောက်တက်လုံလိုက်15နှစ်အနည်း20ပဲနော်အဲ့တော့သားတို့သမီးတို့ရဲ့တိုင်းပြည်အပေါ်မှာထားရှိမဲ့စေတနာတရားတွေတိုင်းပြည်ရနေပြီးတော့သင်ပေးတတ်တဲ့ပညာတွေတက်ကြီးတွေဖြစ်ပြီးတော့တိုင်းပြည်ရဲ့အလုံကျွေးပြုမှုတွေဒီတိုင်းပြည်မှာပညာတတ်တွေအများကြီးလိုအပ်တယ်ဒီတိုင်းပြည်မှာပညာတတ်တွေနော်နံပါတ်၁ကပညာတတ်တွေပညာတတ် ပြီးတော့မှအသိဉာဏ်ပညာတွေမဲ့သွားလို့ဥလိုတိုင်းပြည်ပျက်စီးရတာတွေရှိသလို့ မနာလိုစိတ်တွေရှိလို့နော်တိုင်းပြည်နိုင်ငံသားလူမျိုးသားလူမျိုးအချင်းချင်းနော်ဟိုစီစီလုံးလုံးညီညွတ်ညွတ်မရှိရတဲ့အတွက်တိုင်းပြည်နော်ပြိုကွဲမှုနှီးပါဖြစ်နေတဲ့အချိန်မှာတက်မတော်ကနိုင်ငံရဲ့ကြိုးရိုးမှန်တိုင်းတစ်ဖက်စောင့်ရှောက်ထားပေးတယ်နော်အဲ့ဒီအတွက်ဟိုနိုင်ငံနဲ့လူမျိုးကနိုင်ငံနဲ့ဒီဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးကပေါ့နော်ဒီတက်မတော်ရဲ့ကြိုးရိုးနဲ့ပေါ့နော် နေရနေတဲ့နေနေရတဲ့အတွက်ကျွန်တော်ပြောနေတာလူပုဂ္ဂိုလ်မဟုတ်ဘူးနော်တက်မတော်လို့ပြောတာဦးတန်းရွှေဦးချိုးချိုးဦးသိန်းစင်ဦးချိုးချိုးဦးမင်းအောင်လိုင်းဦးချိုးချိုးခင်ဗျားတို့လို့ကျွန်တော်ဆောက်ဖားမဟုတ်ဘူးနော်အဲ့ဒါကျွန်တော်တခါပြောရမယ်တက်မတော်ကကြောရုံမှန်တိုင်းဖြစ်နေတဲ့အတွက်တက်မတော်ရဲ့ကျေးဇူးကိုလည်းမကမ်းပါနဲ့လို့နော်ဒီနေရာကနေပြောချင်တယ်နော်နောက်တစ်ခုကတော့အခုတက်ထင်းပေါ့ကျွန်တော်သူကမနေ့ကကျွန်တော်ဘုန်းဆက်လာတယ်မနေ့ကဘယ်ချိန်တော့မှဆက်လာလေဆိုတော့ကျွန်တော်ကြည့်ပေးမယ်နော် အဲမနေ့ကတော့ဟိုတော်တော်လေးကိုဒီကိစ္စအကြေရိုက်သွားတယ်ပေါ့နော်ရိုက်သွားတယ်သူကမနေ့ကသူက7နာရီ40မှာဖုံးဆက်လာတယ်နော်လေးဖုံးဆက်လာတော့ကျွန်တော်လည်းမကင်မိလိုက်ဘူးကျွန်တော်ဟိုပေါ့အလုပ်တစ်ခုရှိနေလို့မကင်မိလိုက်တော့7နာရီ49မှာထက်ဆက်တယ်နော်49မှာထက်ဆက်တော့ကျွန်တော်ဖုံးကင်လိုက်တယ်ကျွန်တော်ဖုံးစင်းစုတိတ်မကင်မကင်တော့ အကိုကြီးတဲ့ညီလေးဟိုကငထိန်ပါတဲ့သူကတထိန်ပါတဲ့ဆိုတော့ဟောအေးညီလေးပြောပါလို့ပြောလို့ဆိုတော့အကိုကြီးတဲ့အကိုကြီးနဲ့ကျွန်တော်နဲ့ကြားထဲမှာတဲ့နားလည်မှုလေးတွေလွဲသွားတာရှိတယ်တဲ့ဆိုတော့အေးညီလေးပြောနားလည်မှုကဘလို့လွဲလဲဆိုတော့လေသူကအကောင့်လေလာမတ်တဲ့လူတွေကကျွန်တော်အကောင့်တူပေါ့ဘောနော်အကောင့်တူပေါ့ဆိုတော့အေးညီလေးရာလို့အကိုကကျွန်တော်ကတော့ စစ်သားကိုချစ်တဲ့ကောင်တက်မတော်ကိုချစ်ရင်စစ်သားကိုချစ်ပြီနော်ခင်ဗျားတို့ပြောသလိုစစ်သားကိုတော့ကျွန်တော်မကြောက်ဘူးနော်ကျွန်တော်ကနောက်ဆုံးစစ်နေစစ်သားကိုကြောက်ရတယ်ဆိုတော့ကြောက်တယ်ဗျာကျွန်တော်ချစ်ရတဲ့စစ်သားကိုကျွန်တော်ကြောက်တာဘာဖြစ်လဲဥပမာဥပမာပြောတာပါနော်တပုံကိုကျွန်တော်မကြောက်ဘူးတိုင်းပြည်ကိုဖျက်မဲ့ကောင်ကျွန်တော်မကြောက်ဘူးကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့လူမျိုးကိုပြက်လို့ပြက်စီးလုတ်တဲ့အဖွဲ့အစည်းမှန်သမျှကိုလုံးဝမကြောက်ဘူး ဲ့ဒါယုံလားနော်စစ်သားကိုကြောက်ချင်ကြောက်မယ်ချစ်ချင်ချစ်မယ်လေးစားချင်လေးစားမယ်ဒါပေမဲ့ကျွန်တော်တို့ကကြောက်ချစ်ယူသေးဆိုတာရှိတယ်ကြောက်တဲ့အရာတခုကိုဖော်ဖယ်ထားလိုက်ကျွန်တော်ပြောတဲ့စကားကိုအတိတ်ပဲရှိရှိနားတော်အကြောက်တရားဆိုတာရှိတင်ရှိတိုင်းမှာရှိရတာကျွန်တော်တို့တက်မတော်မှာရှိပြီးသား၆တိုင်းလည်းမကြောက်နဲ့မြောက်တိုင်းလည်းမမြောက်နဲ့ချော့တိုင်းလည်းမပြောနဲ့နော်နည်းနည်းမှားသွားတယ်ဘောနော်ထားလိုက်တော့အဲ့တော့ ျွန်တော်ကိုတက်ထိန်မှုလို့ဟိုမနေ့ကတော့လာမက်တာကျွန်တော်အဲ့တော့အဲ့ညီလေးကကျွန်တော်ဖုန်းဆက်လာတော့ကိုကြီးရဲ့အကောင့်အထုတွေနဲ့မလို့တဲ့ကျွန်တော်ကပြောမိတာညီလေးဘလို့ပဲပြောပြော မင်းကောက်ဖုန်းဆက်လာပြီငါကအကြီးငါမင်းကိုခွင့်လွှတ်တယ်နားလေလေအရိကမင်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံရဲ့လူမျိုးအတွက် ကိုတက်မတော်အတွက်အကောင်းဆုံးတာဝန်ထမ်းဆောင်ပါစူးစမ်းပါအောင်မြင်တဲ့ဘဝတွေကိုရအောင်ငါညီလေးလှုပ်ပါ အကိုစိတ်တွေကနေဒီဘုံကချပြီးတော့အကိုကဘာမှမဖြစ်ဘူးညီလေးကိုကြိုက်တယ်လို့ပြောလိုက်ကျွန်တော်ကအသက်40ကျော်တယ်လေကျွန်တော်ကဘွားတွေကိုမိလာပြီကျွန်တော်ကဘွားတွေကိုရင်ဆိုင်လာပြီဒီကလေးလဲမားရဲ့မားမှာပေါ့သူလဲပုစုစင်လူသားတွေဗျာဟုတ်တယ်မလားသူများကသွားမှန်နေရဲ့သူေးခွဲတဲ့မှန်နေသွားကြီးပြောလုံနေတာဟုတ်သူလဲလူငယ်ဆိုတော့သူလဲတစ်တော့မှာတွေ့ရင်းနဲ့ဇော်ပုံရဘာကောင်းမလို့လဲလို့ဘာလို့လဲကျွန်တော်ကအဲ့လိုလူမျိုးမဟုတ်ပါဘူး ကျွန်တော်ကတက်မတော်သားကိုနော်ကျွန်တော်ကတက်နိုင်တဲ့ဘက်ကနေသူပါသူအရာရှိအရာကန်းအကျက်စစ်သည်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပါကျွန်တော်တက်နိုင်တာကျွန်တော်လှုပ်ပေးတဲ့လူပါနော်အဲ့ဒီအချိုးမြတ်တော့ကျွန်တော်ဘာမှရယူလို့စိတ်မရှိပါဘူးခင်ဗျာနော်ကျွန်တော်တည်တဲ့ဒီလေရယူမှာမဟုတ်ပါဘူးကျွန်တော်မှာတောင်ကြီးမှာအိမ်ရှိပါတယ်နော်မြေခွက်တွေလည်းရှိတယ်ပြင်ဦးလည်းမှာလည်းမြေခွက်တွေရှိတယ်နော်ကိုပိုင်ကားနဲ့ကိုပိုင်အိမ်ကိုပိုင်နေနိုင်စားနိုင်တောင်းနိုင်မှာလေနော်အခု ဒီလိုမျိုးတက်မလို့လူပြီးတော့လေအဓိကအခွင့်အရေးမယူဘူးပဲဗျဥအဘကကြောကြီးဥမရောက်လိုက်ပုံကြီးကိုဒီလိုနောက်မှချိတ်ပြီးတော့မှဖားတယ်တဲ့မှာတော့ကျွန်တော်မပါဘူးကျွန်တော်ကတော့မဖားတွေငရားတွေဆိုရင်ကျွန်တော်စောင့်မြန်စောင့်မြင်ကြတာနော်အဲ့တော့ဒီတရင်ကြီးလေးကတော့အဲသူကတော့ပြောလာတယ်ဆက်လာတော့သူစားဆက်လာတယ်အကိုကြီးကျွန်တော်မလာရှိရင်ဝင်လာမိပါကျွန်တော်တောင်းပန်ပါတယ်အေးညီလေးမင်းဆက်လက်ကြိုးစားပါလိုရတာရှိရင်လည်းပြောပါနေပြီးတော့ရောက်ရင်ကိုကြီးလာတွေ့ပါမယ်ကြိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်ပါ တွေ့ပါမယ်အကိုရဲ့စိတ်ရင်းစိတ်ဓာတ်စိတ်နေထားကိုသိကြင်ကြိုက်တယ်လို့စုံစမ်းလို့ရတယ်အခုကြော်စိုးဦးလို့ပြည်ပဲမီဒီယာမေးကြည့်เนาะတောင်ကြီးသွားတယ်ကြော်စိုးဦးကကားမောင်းတယ်သူ့ညီဘေးမှာထိုင်တယ်ကျွန်တော်နောက်မှာအိတ်တယ်เนาะတောင်ခမ်းရအောင်ပွဲရစစ်တီတွေပြန်လာတဲ့အချိန်မှာကျွန်တော်အိတ်နေတယ်ကိုကျော်စိုးဦးကကျွန်တော်ကိုပြောတယ်အာကိုစိုးဘုန်းထာထကိုကျော်စိုးဦးရဲ့စိတ်ကလည်းတော်တော်ပြင်းတာကိုကျော်စိုးဦးထာထအောင်မှာတောင်ခမ်းအောင်ပွဲရစစ်တီတွေတွေ့ရဟာဆိုတော့ စကားပြောမဟာပြောမှာပေါ့ပြောမှာမဟုတ်ဘူးကို့အောင်ဝဲရတဲ့လူတွေကိုနော်လမ်းမှာခမင်းတက်နဲ့ဆာရဆာရအချိုးရတဘူးတက်ရတက်ရလူမာလို့ပြောတာနော်လူမာအတန်းတန်းထားတာဒီအင်ကြီးနဲ့ပဲနဲ့ထင်တယ်မမရရအင်ကြီးပေါ်တော့အမင်းနဲ့အန်တန်းထားဟာတို့ရောအဘာလေးတို့ဘာတို့အဘာတကယ်တောင်းကမ်းမှာဖိုက်တာတယောက်ပါတယ်ဘုံမှုတယောက်တွေ့ကြတွေ့ကြတော့ယောဒါလေးတော့ဟောလို့ပါကိုစစ်တီသားတွေ လမ်းမှာထမင်းတက်နဲ့လေးရရအချွေတပူးလေးရရကျွေးလိုက်ပါဆိုပတ်စံ၈သိန်းနော်အဲ့လိုကောင်အဲ့လိုကောင်မဟုတ်ဘူးခင်ဗျားတို့ကဂုံပေါ်တယ်လို့ပါလို့လဲဖြစ်နေဦးမယ်ဒါကအရှိတရားကိုပြောတာအဲ့ဒါကကျွန်တော်အောင်ပန်းအောင်ပန်းမဟုတ်ဘူးဟိုပထူလေးတရားကိုကျွန်တော်သွားလူတာကိုကျော်စိုးဦးကခေါ်သွားတာကျွန်တော်ကနော်ကျွန်တော်တို့လေးတရားမှာကျွန်တော်အကောင်ပြတ်သွားပြီလေးတရားမှာသွားလူတော့ကိုကျော်စိုးဦးရဲ့ channel ရေပေါ့နော်ကျွန်တော်ကဘလိုင်းတော့မလုပ်ပါဘူးကျွန်တော်တက်နေမှုတို့ပါတို့ခွင့်တောင်းပြီးမှကျွန်တော်တို့ တက်မတော်သားတွေကိုเนาะချစ်တဲ့ပြည်သူပြည်သားတွေဒီတိုင်းပြည်ကိုကာဝယ်ဆောင်ကြောင်းနေတဲ့တက်မတော်သားတွေပေါ်မှာချစ်တဲ့ပြည်သူလူထုရှိပါတယ်ဆိုတဲ့ဟာကိုပေါ်လွင်စေခြင်းလို့ပါကျွန်တော်နာမည်ကြီးခြင်းလို့မဟုတ်ပါဘူးကျွန်တော်နာမည်ကြီးခြင်းရုပ်ရှင်ရိုက်မှာပေါ့ကျွန်တော်ရုပ်ကြည့်လေကျွန်တော်ရုပ်ရှင်မင်းသားရုပ်ပဲဟုတ်ရုပ်ရှင်မင်းသားညွန်ဝင်းလို့လို့ပါလို့လို့နေတာအဲ့တော့အဲ့တထင်းကြီးလေးကတော့ဒါပြီးသွားပြီပေါ့နော်အဲသူများတွေကသူများဘသူခွဲခွဲတို့မခွဲအမျိုးစည်းလုံးကြီးတဲ့ နော်ကျွန်တော်ဒီတက်မတော်သားကိုချစ်နေရရင်ခြေနဲ့နေတယ်ကောင်းတက်မတော်သားကျွန်တော်အခုလိုရဲရဲဆက်ဆက်သူလဲသူများမန်းနဲ့မန်းပေါ်မှာမြေပြီးပြောတာလေကျွန်တော်သူ့ကိုခွင့်လွှတ်နိုင်တယ်ခွင့်လွှတ်နိုင်တယ်သူ့ကိုကျွန်တော်ဘာလို့ကြောက်အောင်ပါလဲဟုတ်တယ်မလားသူက တိုင်းပြည်ကာကွယ်နေတဲ့နိုင်ငံတော် institution ကြီးမြန်မာဆုံး institution ကြီးကတက်မတော်သားတယောက်တွေဗျာဟုတ်တယ်မလားသူ့ကိုကျွန်တော်ဘာလို့ကြောက်เสียလို့လို့လဲ ။ဘာအိုကြောက်ရမှာလဲ။ကျွန်တော်ကြောက်တဲ့ကောင်မမွေးသေးဘူး။ကြောက်တဲ့ကောင်မမွေးသေးလို့ကျွန်တော်ဒီလိုလုပ်တာ။ဟုတ်ပြီလား။နော်။သူများတွေအစဲခံအဆိုးခံဘဝတွေနဲ့အတက်ခံရတဲ့အခြေအနေမှာဇော်ဘုံအင်းကတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေရဲ့ရှေ့မှာမမမမရက်တည်ပြီးတော့မှငါတို့တက်မတော်ကဘလို့ဆိုတော့ပုံရိပ်ခေါ်ပေးနေတာဒါပေမဲ့ကျွန်တော်မဖားတတ်ဘူး ကျွန်တော်ကာကွယ်ဦးစီးချုပ်လည်းဘာမှမဟုတ်ဘူးเนาะအဘာဒုချုပ်ကြီးကိုလည်းဘာမှမဟုတ်ဘူးနိုင်ငံတော်အစိုးရအရရမှာတာဝန်ထမ်းဆောင်နေတဲ့အကြီးအကဲတွေကိုလုံးဝမဖားပါဘူးတခါတည်းပြောတာတာเนาะကျွန်တော်အိမ်မှာဦးတန်းရွှေဘုကျောင်းဆန်းပုံလည်းမရှိဘူးဦးတန်းရွှေပုံဦးနေဝင်းပုံလည်းဦးတန်းရွှေပုံလည်းမရှိဘူးเนาะဦးသိန်းစိန်ပုံလည်းမရှိဘူးအဘာကာချုပ်ကြီးပုံလည်းမရှိဘူးကျွန်တော်ရဲ့ရင်ဘတ်ထဲမှာရှိတယ် ဲ့လိုဆိုရင်သဘောပေါက်ကျွန်တော်ဘာလို့ဆိုလို့ခြင်းလဲလူဆိုတာကပေါ်ပြပြရမလို့အလုံးနဲ့ပဲတတ်တည်ပြရမှာကျွန်တော်ရဲ့ရင်ဘတ်ထဲမှာရှိတယ်ဥတန်းရွှေကျွန်တော်ရင်ဘတ်ထဲမှာရှိတယ်ဥသိန်းစိန်ကျွန်တော်ရင်ဘတ်ထဲမှာရှိတယ်ဥမင်းအောင်လိုင်းကျွန်တော်ရင်ဘတ်ထဲမှာပိုးတောင်ရှိသေးတယ်ဘာလို့လဲကျွန်တော်ချောင်းနေသားတွေကအလေးပြုရတဲ့ပုံကောတိုင်းပြည်အုပ်ချုပ်မင်းလုံးနဲ့လူဖြစ်နေလို့ကျွန်တော်မုံစားပြိုင်ပွဲမှာလက်ကျိုးသွားတယ် အန်ဒီဂျူဂျူလာကကျွန်တော်ဘီစကွတ်မို့ကျွေးခဲ့လို့ကျွန်တော်ဒါတွေကိုပြောနေတာခင်ဗျားတို့ကအဲ့လိုတိလို့ပြောနေတယ်ဒီကောင်ကအဲ့လိုပြောတယ်ခင်ဗျားတို့ထင်လားခင်ဗျားတို့အုံနောက်တွေးရမှာအဲ့လိုမဟုတ်ဘူးအန်ဒီကဂယုနာရှိတယ်တနာတက်တယ်ညာတာတက်တယ်ကျင်နာတက်တယ်ဆိုတဲ့အန်ဒီဂျူဂျူလာရဲ့ပုံရိပ်ကိုမြင်စေခြင်းလို့ခင်ဗျားတို့ပြောနေတာနော်ကျုံတို့ကရိုးရိုးချင်းချင်းနေတာ ကျုပ်တို့မြေခွက်တစ်ခွက်တောင်းဘူးတဲ့အခွင့်ရေးတွေယူဘူးတဲ့ဆိုရင် ကျုပ်တို့အချိန်မရွေးထောင်လဲထဲလိုက်ကျုပ်ဖေကိုပိုင်နံပါတ်အဘကကျော်ကြီးဦးမင်းအောင်လိုင်းเนาะတင်အဘကကျော်ကြီးဦးမင်းအောင်လိုင်းတာရေးပူကြီးဘွားဘူဘွားနေရောက်လာတာမနေ့ကမသွားလို့ကျွန်တော်အဖေက1982ခုနှစ်ထဲကစစ်သားရှမ်းတိကမိခင်တိုင်ရင်เนาะပြောချင်တာတော့နားတော်ချင်မှလဲနားတော်မှာကျွန်တော်ပြောချင်တာကျွန်တော်တက်မတော်သားဒီအပေါ်မှာချစ်တဲ့အချစ်က တက်မတော်သားတွေပေါ်မှာကျွန်တော်တက်မတော်သားတွေကျွန်တော်ပေါ်မှာကြိုက်တဲ့လောက်မှကြိုက်တဲ့လောက်အမြင်မှကျွန်တော်ပေါ်မှာတက်လောက်အောင်လို့ဖြစ်ခဲ့ရင်တော့သူနားလေသွားရင်ကျွန်တော်ခွင့်လို့ပေးနိုင်တယ်အဲ့ဒါကျွန်တော်တက်မတော်သားနဲ့တက်မတော်သားမိသားစုမှာချစ်တဲ့စိတ်เนาะချစ်တဲ့စိတ်ကြိုက်တယ်လို့ကျွန်တော်ပြောအခုဒီတက်ထင်းကြီးလေးဆိုရင်ငယ်သေးတယ်လေစစ်သက်15နှစ်လောက်ပဲရှိခဲ့တဲ့ကလေးကိုကျွန်တော်သူ့ကိုဖွေသွားယူလို့ပဲရမှာလေဟုတ်တယ်မလား သူကလည်းသူ့အောင်မှာသွားမှတ်နေတဲ့မှတ်နေရလေပေါပန်း40တွေသွားမှတ်တာလေဒါပေမဲ့ကျွန်တော်မှတ်နာမှာမဟုတ်တာကျွန်တော်ကစစ်တီစစ်သားအောင်မှာအဲ့လိုသွားမှတ်လို့မှမရဟုတ်လားကျွန်တော်ကဒီကလေးကိုစစ်တတ်တယ်မစစ်သားတယ်မှာတော့တော်တယ်ဒီကောင်တော်တယ်ဟာလို့ကျွန်တော်ကအဲ့လိုသတ်မှတ်ခဲ့ပြီးတော့မှကျွန်တော်ကလိုက်တွေအသေးတွေပေးခဲ့ဘူးလေးတွေသူကသူ့ဘာသူတော်သူပြောတာပေါ့ဗျာဒါတော့သူကလို့ဒီပြောလို့မနေ့ကကျွန်တော်ကလည်းရှင်းပြတာပေါ့မနေ့ကကျွန်တော်ရှင်းပြတဲ့ YouTube ကျွန်တော်ဖြတ်ပေးလိုက်တာ ကျွန်တော်ဖြတ်ပေးလိုက်တာနော်အေးဇော်ဘုံရင်းဆိုတာအဲ့လိုလူမျိုးနော်ပြည်ဘုံငါချလို့ရတယ်ခွင့်လို့ပေးနိုင်တယ်နော်အော်တထင်းကြောက်တယ်တဲ့အော်အေးအေးပါကောငါတထင်းကြောက်တယ်ဒါဖြစ်တယ်ငါကြောက်ပါတယ်အဲ့ဒီတထင်းကြီးလေးကိုငါကြောက်လို့ငါရဇဝင်ကိုစုံစမ်းငါအကြောင်းကိုပြောခြင်း ငါဘဝမှာတမိုင်းမရှိဘူးငါမဟုတ်တာမလို့ဘူးနော်နော်အဲ့တော့ဟုတ်တယ်ငါတရင်ငါညီလေးကွာငါစစ်သားအောင်ငါကြောက်တာဘာဖြစ်လဲငါတက်မတော်သားအောင်ငါကြောက်တာဘာဖြစ်လဲမင်းတို့ရေးစမ်းမင်းတို့ကြိုက်တော့ရေးလိုက်ဟုတ်လားအဲ့တထင်းလေးအဲ့တထင်းလေးမှမဟုတ်ကွာပြည်သူစစ်ကားဆာငါကြောက်တယ်ကွာရေးစမ်းရေးနော်အဲ့အမခေမာလေးကိုနေတိုင်းချတာလားတဲ့အဲ့ဒီ တထင်းရအောက်မှာကိုစီဆိုတာပြင်ဦးလွင်ကနော်ပြောင်းစုကြံ့ကြိုင်းနဲ့ဖွင့်ပြိုးရေးအင်ကြီးဝစ်ပြီးတော့မှနော်ခေမောက်ဘာဖြစ်တယ်ညာဖြစ်တယ်လို့အေးဟုတ်ပြီလားအဲ့တော့အဲ့ဒီကောင်လဲသတိထားနော်အဲ့ပြောင်းစုကြံ့ကြိုင်းနဲ့ဖွင့်ပြိုးရေးမှာပြင်ဦးလွင်မှာအဲ့ဒီကောင်အကွန်စကရင်ရှော့တွေယူထားတယ်အဲ့ဒီတထင်းကြီးလေးကိုကျွန်တော်ကကျေးဇူးတင်တယ်သူ့အောက်မှာမတ်တဲ့လူတွေအားလုံးကတော်တော်များများကဖျဲသီးတွေများတယ်ပြောင်းစုကြံ့ကြိုင်းနဲ့ဖွင့်ပြိုးရေးမှာလှုပ်ပြီးတော့မှ เนาะကျွန်တော်တို့တက်မတော်ချစ်တဲ့လူတက်မတော်ထောက်ခံတဲ့လူအဲ့လိုမျိုးမဟုတ်ကဟုတ်ကပေါ့เนาะခင်မချလို့ရလားဆိုမင်းခင်မအရင် ချကြည့်ပေါ့ရရင်ရမှာပေါ့เนาะငါအိမ်မှာငါယောက်ခါရှိတယ်เนาะငါယောက်ခမလည်းမတည်သေးဘူးเนาะငါမိမငါ့ကိုပြောသေးတယ်အလူခံစားတယ်တို့ပါတို့ငါမိမကြောက်ရောင်းတာဒီဥပီမှာတိလာเนาะငါတွဲကားလေးစီးပိုင်တယ်မင်းတို့ခုမှချပြလိုက်ပြောလိုက်တာ သဘောပေါက်လား original ဘောစီနော်စောက်ယူမထားနဲ့နော်အဲ့လိုပြောတော့ရတာကိုဖုံးကဘာဖြစ်တယ်ပဲကျွန်တော်ပြောရမယ်မပြောလို့မရဘူးဒီလိုမျိုးកောင်တွေကိုပြောမှရမှာကိုဘကိုငြိမ့်နေတာနော်ငါတွဲကား၄စီးပိုင်နဲ့၄စီးတွဲကားကြီးပဲနော်ရှင်းလားငါဘာကြီးပွားရေးလုပ်တယ်ဆိုတာမင်းတို့သိစရာမလိုဘူးမင်းတို့သိအောင်လည်းပြောနေစရာမလိုဘူးရှင်းပြီလားနော်အဲ့လိုပဲမင်းတို့ပြောလိုက်မယ် ရှင်းလားเนาะအဲ့တော့ရတော့လူရဲ့ဘဝရဲ့အပြင်ရဲ့အကြောင်းအရာတွေကိုမသိဘဲနဲ့အဲ့လိုမျိုးပြောတော့အဲ့တော့တထင်းလေးနဲ့ကျွန်တော်နဲ့ဟာဘသူကွဲကွဲတို့မကွဲအမြဲစည်းလုံးမယ်ကျွန်တော်သူပြောတယ်ညီလေးနိုင်ငံနဲ့လူမျိုးကိုကာဝန်နေတဲ့တက်မတော်တဲမှာတာဝန်ထမ်းဆောင်နေတဲ့လူဖြစ်တဲ့အတွက်ကြိုးစားပါမဲမှာเนาะအရေးချင်းတွေရှိပါတယ်เนาะအယူဝါဒတွေအလွယ်မမားတွေမလုံးနဲ့သူများပြောတာတွေမယုံနဲ့ ကိုဘိုးကကိုဒီဆောက်တိုးတက်အောင်ကြိုးစားနော်တိုးတက်အောင်ကြိုးစားအဲ့တော့ကျွန်တော်ကသူ့သူနဲ့ကျွန်တော်နဲ့အခန်းကဏ္ဍတရက်ကတော့ပြီးသွားတာပေါ့ပြီးသွားတယ်ဘာမှမဖြစ်ဘူးနေပြီးတော့ရောက်ရင်အဲကျွန်တော်လည်းအလုပ်အားရင်တော့သူ့ကိုတွေ့မယ်တွေ့ပြီးညီကိုနေရောဓာတ်ပုံလေးတွေရိုက်တင်ပေးမယ်အဲတွေးခွဲလို့မရဘူးဆိုတာကိုပြောချင်တာနော်အဲ့လိုမျိုးတယောက်နဲ့တယောက်ပြီးခံနဲ့အဲစိတ်နဲ့တွားကြမယ်လာကြမယ်ဆိုလို့ချင်းကျွန်တော်တို့တိုင်းပြည်ကျွန်တော်နိုင်ငံကျွန်တော်တို့လူမျိုးကနော်အဆင်ပြေသွားမှာဒါပေမဲ့တချို့ကမနာလိုကြဘူး